မင်္ဂလာပါမိတ်ဆွေငယ်ကြည်သူတွေဒီနေ့ကြတော့ကျွန်တော်ပြောပြမိပါကမုတ်တမျိုးအကြောင်းနဲ့ပြောပြမိပါမယ်ဒီနေ့တင်ဆက်ပြသမိမယ်ကမုတ်တော့လိတ်မတော်ဆိုတဲ့ကမုတ်ပဲဖြစ်ပါတယ်သူရဲ့အင်္ဂလိပ်နာမည်ကတော့ Typhonian Codifolium ပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူတူသူတို့ရဲ့ရှင်သာပါရောက်နေတဲ့အနေထားကိုကြည့်ကြအောင်ဒါကတော့ကျွန်တော်ဖုန်းကြောင်းတစ်ကြောင်းရဲ့တက်ပင်အောင်မှာတွေ့တဲ့အနေထားပဲဖြစ်ပါတယ်အခုလက်ရှိမှာဆိုတာသူတို့ပေါက်နေတဲ့အနီကတ်ကိုကျွန်တော်အနီကတ်တိချာလေးပြပေးပါမယ်နော် အခုမိတ်ဆွေတငယ်ချင်းတို့မြင်တွေ့ရတဲ့အပြင်ကတော့ဒါ typhoon နေရံပေါ့နော်သူ့ကိုမြန်မာလိုခေါ်ကြတာတော့လိတ်မတွာလို့ခေါ်ကြတာပေါ့နော်သူကအပြင်အရွက်စားထွက်ကစားဆိုခက်ဝိုင်းနေတာရှိတယ်ပေါ့နော်အဓိကအဖြစ်အစီပေါက်ပင်ဆိုရင်နည်းနည်းခက်ဝိုင်းနေတာရှိမယ်ပြီးအပြင်တချို့အပြင်နေတဲ့ငယ်တဲ့ဟာထွက်ကစားဆိုရင်ခက်နည်းနည်းဝိုင်းရွယ်စားရှိမယ် ပြီးအပင်ကသက်တမ်းလေးနည်းနည်းလေးကြီးလာပြီးဟိုမှပြ3လ5ရွေးမြောက်မှာဆိုတော့အရွက်လေးကရှည်ရှည်သွသွဖြစ်သွားတော့ပေါ့ဒါဆိုလည်းအရွက်လေးကရှည်ရှည်သွသွဖြစ်သွားတော့ပေါ့သူတို့ကထူကြတာကကြတော့သူတို့ရာအရွက်ကနေပြီးပြန်ပြိုးစားလို့ရအောင်ဒီကောင်အရွက်ဖက်လိုက်ရင်သူ့ရဲ့အရွက်အရင်မှဥပြန်ဥတယ်ပေါ့နော်အပင်တစ်တစ်ခုပြန်ဖြစ်ပါတယ်ဒီပင်လေးပါပင်ပေါ့နော်သူကအရွက်ထက်ကစားဆိုနည်းနည်းအရွက်ကိုခောက်ဝိုင်းသူလိုဖြစ်တယ်နည်းနည်းပို့ပြီး အာရှိလာတယ်ပြီးရင်ဒီလိုပုံစံမျိုးရှိရှိလေးဖြစ်လာပြီပေါ့ရှိရှိတူတူလေးဖြစ်လာပြီပေါ့နော်တရွဲ့တွင်းနောက်ပိုင်းကျတော့အရွက်ရှိရှိတူတူဖြစ်လာတယ်ပေါ့နော်ဒါကတို့ရဲ့အရွက်ထွက်ပုံစံပါပေါ့ပေါ့နော်တွားတိုင်ဖူနီယာအုပ်စုတွေမှာမှာအရွက်မထက်ခဲ့အပွင့်ပွင့်တဲ့မျိုးရှိတယ်အရွက်ထွက်ပြီးမှပဲပန်ပွင့်တဲ့မျိုးတွေလည်းရှိတယ်ပေါ့နော်အခုကကျွန်တော်နည်းနည်းထက်ဆောက်အောင်ပေါ့နော်တို့ရဲ့ပန်ပွင့်မဲ့အခြေကိုကျွန်တော်ထက်ပြီးတော့ဆောက်အောင်ပုံမယ်အခုဒါတို့ထူးခြားတာကဒီအရွက်ထိတ်ဖြားနေပြီးတော့မှလည်းဟိုဥဥဥတိပြင်ဖြစ်တာပေါ့နော် ရွက်ထိပ်ဖြားနေပြီးတော့ဥအသိဖြစ်တဲ့တခါကျရင်ဒီဘက်ထိတ်နာနေပြီးတော့လည်းဥအသိဖြစ်တတ်တယ်ပေါ့နော်ဥအသိဖြစ်တော့ဆိုတော့အပင်ပွားပုတ်ပွားနေပဲဖြစ်ပါတယ်ဥအသိဆိုတော့ဒါသူတို့ရှင်းတာပောက်ရောက်ပုတ်လေးပါဒါသူတို့ရဲ့အရွက်ထပ်ပုံနေထားပေါ့နော်ဒီဟာလေးတွေပါကျွန်တော်အဓိကအပြင်သိပ်ပန်ရှူဒေါင်းတွေပဲကြည့်တဲ့အတွက်ကြောင့်ကျွန်တော်ပြောပြပေးလို့ရတာကဒါ Typhoon ရဲ့ ID အင်္ဂလိပ် ID နဲ့ပေါ့နော်ကျွန်တော်ပြပြပေးလို့ရပါပဲဖြစ်ပါတယ် Typhonian ဒီ ID ကတော့ဒီပင်မျိုးဒီ ID ကတော့ဒီပင်မျိုးအဲ့လိုပုံစံမျိုးနဲ့ပဲပြပြပေးလို့ရပါမယ်ခင်ဗျာ